င်ငယ်ကသူမတခုခုကြုံတဲ့အချိန်တိုင်းကျန်းနဲ့ကအနားမှာရှိနေပေးခဲ့ပါတယ်ကျန်းနဲ့ရှောင်းရွှဲကိုကယ်ဖို့တော့ချိုးရွှေဟာလည်းဘူးမတိပါမတိနဲ့လိုက်လာပါတယ်တစ်ဖက်မှာလည်းရှောင်းရွှဲက ကျုံမျိုးလုပ်ငန်းစုကိုဝယ်ယူမယ်လော်ထန်းလုပ်ငန်းစုကတခင်လေလော်ထန်းရှန်နဲ့အယောင်းဝယ်ကိစ္စအတွက်တွေ့နေကြပါတယ်လော်ထန်းရှန်ကရှောင်ရွှဲကိုကြိုက်နေတာဖြစ်လို့ဒီအခွင့်အရေးကိုအသုံးချပြီးမကောင်းကြံမှာဆိုတာကြောင့်တွားခဲ့မဲ့အစီအစဉ်ကိုရှာရောင်ကပြပြနေပေမဲ့သူမပြောသလိုသာလုပ်ရင်အကုန်သိကုန်မှာမို့သူ့ဘာသူဖြည့်ရှင်းမှုထွက်လာတာဖြစ်ပါတယ်အဆောက်အုံနဲ့အချိန်ပိုင်းအလုပ်သမားအနေနဲ့ဝင်ဖို့ကြံပေမဲ့ချိုးချိဝါကစဖို့မှုခေါင်းဆောင်ကိုတူလာထီးလို့တီးထုတ်လိုက်တာကြောင့်အထဲဆွဲခေါ်လာတော့လော်ထန်းရှန်ရောက်လာတာကြောင့်မင်းနေတဲ့ဘဲကိုဖွက်ပြီးချိုးချိဝါကိုလည်းပုံခံလိုက်ပါတယ်စဖို့မှုကမေးတော့ဆရာမိမ့်မခလေးမွေးနေတာကြောင့်မ အားလုံးတပတ်ဖြစ်တဲ့သူကအစားဝင်ရောက်ဖြစ်လိုက်ပါတယ် Telegram မှာဝေကြီးရှောက်ခုံလိုရိုက်ချပြီးအိန္ဒိယကိုရီးယားရှိုင်းနာစက္ကများအပြင်ထိုင်းကားတွေကိုလည်းတနင်္လာနေ့မှာစုံလင်စာကြည့်ရှုနိုင်ပါပြီ ကိုင်းထားတဲ့ခွက်အဖုံဖွင့်ကိုင်းတဲ့ကအထဲကမှွေထွက်လာလို့ဒါကဟင်းလုံးမဲ့အကောင်လို့လှည့်ပဲပြောနေရပါတယ်။ခိုးကလည်းဒီနေ့ဟင်းဘွားအတွက်စားမရနဲ့ရှစ်ကြိုက်သွားမှာဖြစ်တဲ့အတီးနဲ့အမပတ်ကြီးကိုရှာခိုင်းလိုက်ပြီးသတင်းဖောက်တွေကိုလည်းထမင်းဘူးဝေခိုင်းလိုက်ပါတယ်။ပတ်ကြီးတကောင်ကိုရှင်းခိုင်းလို့ကျွေးကျွေးဟာလည်းကတန်းကန်ရနဲ့စီယိုအရက်ပလင်းနဲ့ထည့်ပြလိုက်ပါတယ်။ထမင်းဘူးတော့ဝေတော့သတင်းဖောက်တွေကနေရာစုံကထွက်လာကြပြီးလော်တကင်လေးကခိုးရဲ့ပုပ္ပါစီစဉ်လာတာဖြစ်ပါတယ်။အရာဝဲဆွေးနေတာမှာလော်တကင်လေးကလက်ထပ်ပုပ္ပါတစ်ဖက်လက်နဲ့ဖိအားပေးပြောနေပြီးအစားအသောက်တွေလာချဖို့ခေါ်လိုက်ပါတယ်။ကျန်းနံကလည်းလော်တကင်လေးကိုဂျင်းထည့်ပြီးအကောင် အစိမ့်လိုက်ကျွေးလိုက်တဲ့အပြင်တောက်မဲ့ရည်တဲ့စနစ်ရဲ့ဆေးပါထည့်ဝေးလိုက်လို့ဝန်ရှော့သွားတာကြောင့်နေရာကနေထွက်ပြေးသွားပါတယ်။ပတ်ကြည့်ပါတဲ့အရဲတောက်နေတဲ့လော်ဒန်းချန်အဖေကဒူးစရက်တွေလုံးတဲ့လော်ရှားခိုင်းနဲ့ပူပေါင်းပြီးရှောင်ရွှဲလို့လုပ်ငန်းစုကိုမယောင်ယောင်အောင်လုပ်လိုက်တာဖြစ်ပါတယ်။ကျန်းတဲ့သူကလည်းပူပေါင်းတဲ့တက်တဲ့အတွက်ဓပုံရိုက်လိုက်ပေးမယ်။ဖလက်မီမပိတ်မီလို့အဖမ်းခံလိုက်ရပါတယ်။အိမ်သားကထွက်လာတဲ့တခင်လေးကလည်းကျန်းတဲ့ကိုအလုတ်သွားဖြောက်တဲ့ကအရဲတောက်နေတဲ့ကျူးကျူးကနဲ့တို့ပြီးအဖမ်းခံလိုက်ရပါတယ်။ကျန်းတဲ့လူကိုတက်ခံပြီးပတ်ကြည့်အစွမ်းကိုတည်နေတဲ့ကျန်းတဲ့ကသူ့သားအကြောင်းစဉ်းစားမိအောင်လုပ်လိုက်ပြီးအဲ့အချိန်သူတို့နားကနေမူဝီတောင်းကျမ်းနေတဲ့မွေမက သူ့တောက်ကိုဖမ်းခေါ်သွားတာမြင်လိုက်တာကြောင့်ချစ်သက်စိတ်တွေဖြစ်နေတဲ့အဖေကလိုက်ခဲ့ပါဒါပေမဲ့သူပြစ်လိုက်တဲ့အစွမ်းကသူ့တောက်ကိုထိတော့မှမို့ပက်ကြီးအစွမ်းပြနေတဲ့အဖေကပဲဝန်ခံလိုက်ပါအစကတော့မျက်နှာသာပေးဖို့စဉ်းစားထားပေမဲ့အခုလူတွေဖြစ်ကုန်တာကြောင့်လော်မီတာစုကကျုံမျိုးရိုးကိုကြက်ရမျိုးကနေအပြီးဖြတ်ပြစ်တော့မှဖြစ်ပါမနက်ဖြန်တရင်ကောင်းစီပိုင်းမှာလဲရှောင်းချဲကဝဲယူမှုကိုနှောက်ချက်ပြီးလော်တန်အဆောက်အုံမှာရောင်းရင်းဆန်ကပ်ဖြစ်အောင်လုပ်ရင်မတော်တဆအဆောက်အုံပေါ်ကပြောကြပြီးအတိတ်မေးသွားကြောင်းဆက်လန်းစစ်မှာကိုပြောနေတော့ကျန်းနဲ့ရဲ့အစွမ်းနဲ့လော်တန်လုပ်ငန်းစုကလော်ရှခိုင်းနဲ့ပူပေါင်းနေတယ်ဆိုတာသူခေါ်ထားတဲ့တရင်ထောက်တွေက ပဲသူ့ကိုတရင်ကောင်းစီပန်းပြန်လုပ်သွားပါတယ်။နောက်ရက်မှာတော့အိယာထားចောင်းသွားတဲ့ကချိုးချွေဟွာကလည်းចောင်းချစ်မှာဆောင်နေပါတယ်။အစားပုံးမလေးချိုးချွေဟွာစီကအချက်လက်တွေခိုးယူပြီးလူစုဖမ်းဖို့တရင်ပို့ရင်ចမ်းမန်ကလည်းငွေကြေးရှိတလုံးမွေးဖြစ်နေပါတယ်။အစားနဲ့ပါးစပ်မပြတ်အောင်ជួយလိုက်တရင်နဲ့ခိုးယူပြီးပို့လိုက်နဲ့အတော်လေးအဆင်ပြေနေပါတယ်။အဲ့ဒါရဲ့ရလဲအနေနဲ့ချိုးချွေဟွာကိုသူ့ကိုင်းကတစ္ဆာပေါက်လို့ထင်သွားပြီးနောက်လူတွေကိုလည်းထပ်ပန်လို့မရတော့တာမို့ချိုးချွေဟွာကိုညမိုင်အဖွဲကလာပန်းတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ယူအလုံးမီအစားမတက်ကောင်မလေးကိုတနာသွားလို့ညမိုင်အဖွဲလက်ထဲမထဲတော့ပဲထွက်ပြေးဖို့လုပ်ချင်းဝူလန်ကချို ချိုးဝါကိုတငယ်ချင်းလုပ်ဖို့လာပြောပါတယ်။အလိုက်ကန်ဆုံးမသိတဲ့ဝူလျံကချိုးချိုးဝါရဲ့အပြုတ်မှုတွေကိုသဘောကျပြီးရှင်းမိသွားလို့ဖွန်လန်းကြောင်နေပါတယ်။အဲ့ချိန်ညမိုင်အဖွဲရောက်လာလို့နှစ်ယောက်လုံးကိုတနေရသွားဖို့ညာခေါ်ပြီးဝူလျံကကားနဲ့ထွက်သေးပါတယ်။ဆရာသမားကဖွန်ကြောင်ရင်အေးဆေးမောင်းနေလို့နောက်ကမှီလာချင်းကျန်းတဲ့ကကားကိုလမ်းမေးထိုးဆင်းလိုက်လို့လွတ်သွားပါတယ်။ဒီမှာပုံးနေဖို့လိုတာကြောင့်ဝူလျံကိုချိုးချိုးဝါရဲ့မွေးနေ့ရှိတာဒီမှာလုံးမယ်လို့မလုပ်လို့ချင်အောင်ပြောလိုက်ပါတယ်။မွေးနေ့ပွဲအတွက်ပြင်ဆင်နေကြပြီးချိုးချိုးဝါကိုလည်းဖြစ်လာစေခြင်းနဲ့ဆုတကုတောင်းခိုင်းတဲ့အခါကျန်းတဲ့နဲ့ရှိခဲ့တဲ့အချိန်တွေကိုပြန်စင်စားရင်ဆုတောင်းလိုက်ပါတယ်။အရင်ကတငယ်ချင်းမရှိတဲ့ နှစ်မှာအခုဆိုတငယ်ချင်း2ယောက်တောင်ရှိသွားပြီလို့ပြောနေချင်းဝူလျံက surprise တိုက်တဲ့အနေနဲ့မီရှူမီပန်းနေကောက်ကောက်လိုက်လို့သူတို့နေရာကိုတီးသွားပြီးရောက်လာတာကြောင့်ထွက်ပြေးရပြန်ပါတယ်။သူတို့ကိုလိုက်ဖမ်းနေကြောင်းဝူလျံကိုပြောပြလိုက်ပြီးချိုးချွေရွာကိုလည်းအကုန်လုံးအမှန်တိုင်းပြောပြလိုက်ပါတယ်။ဒီတစ်ခါမှာတော့သူ့ကိုယုံကြည်ဖို့ပြောရင်ချိုးချွေရွာရဲ့ခန္ဓာကိုယ်ကိုလိုက်ထိနေပြီးနောက်ကျန်းနံကညမိုင်းအဖွဲကားပေါ်ခုန်ချလို့ပိုကလည်းနောက်မှနေနေစင်ရှင်းမဲ့ဆိုကကားနဲ့ခေါ်ထားလိုက်ပါတယ်။ချိုးချွေရွာနောက်ကိုလိုက်နေတာကညမိုင်းအဖွဲတင်မဟုတ်ပဲသူမရဲ့ခိုင်းကပါလိုက်ဖမ်းနေတာဖြစ်ပြီးအခောင့်တွေကိုကားနဲ့တိုက်ဖမ်းလိုက်ပါတယ်။လီယန်နဲ့ပါလိုက်ဖမ်းနေလို့ဝူလျံကလည်းလွတ်အောင်လို လုပ်ပေးမယ်ဆိုကကားကိုအကွေ့တွေမှာအတကုံမောင်းနေရကြောင်းကြောက်ပြီးကျိုးကျိုးကပုံစံကြောင်းထားတဲ့ကျန်တဲ့ကသူ့ရဲ့ပုံစံမှန်ကိုပြလိုက်လို့လက်မီကားကမှောက်သွားပါတယ်တကယ်တော့ကျိုးကျိုးကကိုသူ့ပုံစံပြောင်းကလွတ်အောင်လုပ်ပေးလိုက်တာဖြစ်ပြီးသူကတော့ကျိုးကျိုးကပုံစံနဲ့ဂျင်းထက်လိုက်တာဖြစ်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းအဖမ်းခံလိုက်ရပြီးပြီးပြည့်စုံတဲ့ပုံစံပြောင်းနိုင်ဖို့ဆိုခနာကိုကအစိတ်ပိုင်းအားလုံးကိုကန်ကြည့်ဖို့လိုပါတယ်လူအကြီးတစ်ယောက်ကကျန်းနံကိုဖမ်းဖို့အတွက်လေ့လာနေပါတယ်ညမိုက်ဖွဲကလည်းကျိုးကျိုးကကိုလွတ်အောင်လုပ်ပေးလိုက်လို့ကျန်းနံကိုမယုံတော့ပဲအမောင်ညအခြေဆိုင်စကန်ကိုပြန်လာခဲ့ဖို့ခေါ်နေပြီးလှုပ်ရှားမှုအားလုံးသူ့ရဲ့စောင့်ကြည့်မှုအောက်မှာ ုပ်ရမယ်ဆိုကမနှက်ပြတ်လာခုံမယ်လို့ပြောပါတယ် ခေါင်းဆွဲဆိုင်မှာကျန်းတဲ့ကခေါင်းဆွဲတပွဲမှာပြီးတ िश ူပါမကျန်းအလကားရသမျှအကုန်တူလောင်အိတ်ထဲထည့်နေပါတယ်။အဲ့ဒါကိုကြည့်နေတဲ့လူအကြီးကအကျန်တစ်ခုရသွားပြီးအကင်နဲ့ရေပူစမ်းလက်မှတ်တစောင်းသူများနဲ့ပေးခိုင်းလိုက်ပါတယ်။အတော်ဝေးတဲ့မြို့ပြင်တနေရာကတနေ့ပတ်လုံးနှိမ့်ပုံနဲ့အပြင်တောကတူလူနေနေတာကြောင့်ရှုံခိုးလို့ကောင်းတဲ့နေရာဖြစ်ကြောင်းလူအကြီးကစဉ်းစားနေပါတယ်။အလကားရရင်လက်စရည်မှာပါစစ်ထုံးမဲ့ကျန်းတဲ့ကိုရေပူစမ်းလက်မှတ်နဲ့ဒီညာခေါ်တာတာဖြစ်ပေမဲ့တညထဲနဲ့ရေပူစမ်းတဲခိုးစောင်းစားဖို့မဖြစ်နိုင်တာကြောင့်လက်အောက်ငင်သားတွေကမဆောက်ထားလို့တိုင်ပတ်နေပါတယ်။အဲ့ချိန်ကျန်းတဲ့ကရောက်လာပေမဲ့ခေါင်းစစ်မှုတခြားလူတွေပါခေါ်ခဲ့တာကြောင့်လူ ူစုအဖွဲ့လည်းဖမ်းမှုထပ်တိုင်ပတ်ပြန်ပါတယ်။ရေဘူးစန်းရှာမတွေ့တာကြောင့်ရောင်းမဲ့အတူတူစကန်ချကြမယ်လို့ရှောင်းရဲကပြောလို့ရှာယောင်တို့ကစကန်ချဖို့ပြစ်စီရေးတော်ယူကြပါတယ်။ကျန်းတဲ့တို့ကလည်းလမ်းကြောက်ထွက်လာကြပြီးလူစုအဖွဲ့ကလည်းဖမ်းမှုလိုက်ရပါတယ်။တဏျာရောက်တော့ရှောင်းရဲကရုတ်တရက်ကျန်းတဲ့ရဲ့ခွန်အားကိုစမ်းကြည့်နေဆိုပြီးမီလုံးတွေနဲ့ကောက်ပြတဲ့ကကျန်းတဲ့ကပြန်ခုခံနေရပြီးလွတ်ထွက်သွားတဲ့မီလုံးတွေအကုန်လုံးကလူစုအဖွဲ့ကိုကြည့်အကုန်ထိသွားလို့လူစုတွေခင်ဗျာမိခင်ခံနေရပါတယ်။အစည်းအဝေးမအောင်မြင်တာကြောင့်နောက်အစည်းအဝေးအနေနဲ့ကျန်းတဲ့တို့ကအစားအစာတွေမယူလာတာကြောင့်ရေနဲ့အစာချတဲ့အချိန်ဆောင်ပြီးသူတို့အကွက်ထဲရောက်ရင်ဖမ်း မှုလုပ်လိုက်ပြီမယ်တယောက်မှဘယ်မှမသွားလို့သူတို့ပဲရေခဲရက်ခံရတော့မှာဖြစ်ပါတယ်တကယ်တော့ကျန်းတဲ့လူကအလကားရထားလို့သူလောင်လိုက်တဲ့ထိတာတဲ့ဟာတွေနဲ့အဆင်ပြေနေကြရဖြစ်ပါတယ်နောက်ဆုံးမှာတော့လူစိုးအဖွဲ့တွေကတယောက်ကမနေနိုင်တော့ပဲတတော်ရဲကြီးလုံးနေတဲ့ခေါင်းဆောင်ကိုပိတ်ထိုးပြီးသူပဲခေါင်းဆောင်နေရာယူကကျန်းတဲ့လူကိုဝင်တိုက်ပါတယ်လူစိုးအဖွဲ့ကလူအင်အားများလို့နာကြောင့်မနိုင်လို့ညမိုင်အဖွဲ့ကိုစစ်ကူခေါ်ထားလိုက်ပါတယ်ကျန်းတဲ့ကိုဝိုင်းဖန်းကြပြီးသူ့ကိုထိရင်စွန့်အားယာယီပြောင်းအောင်လုပ်နိုင်တဲ့တယောက်ကကျန်းတဲ့ကိုထိတာကလက်နက်ပတ်လုံးကသွေးတွေကိုထုတ်ယူနေပါတယ်အဲ့အချိန်မှာပဲကျန်းတဲ့ကစေဘလင်းအစွမ်းကြောင့်စွန့်အားတွေတိုးလာပြီးလူစိုးတွေကိုအမ ောက်သိနိုင်လိုက်ပါတယ်။ညမိုက်အဖွဲလည်းရောက်လာတော့လူစုတွေအကုန်လုံးမှောက်နေတာတွေ့လိုက်ရပြီးစံနံကလည်းမိလေသွားပါတယ်။